အားလုံးမင်္ဂလာပါဒီနေ့တက်ဆက်ပေးမယ့်စောင်းလေးကတော့ Jewel Swatch ပဲရေးသားထားတဲ့ Get to the Point ဆိုတဲ့စောင်းလေးပဲဖြစ်ပါတယ်စိတ်ကူးတစ်ခုကိုတင်ပြဖို့အားတုံခွန်ဆိုင်調査ခဲ့ပြီးမြဲနားထောင်သူတွေဟာစိတ်ရှုပ်ထွေးသွားတာဒါမှမဟုတ်စိတ်မဝင်စားတော့တာမျိုးကြုံဘူးပါသလားဒီလိုဖြစ်ရတဲ့အဓိကပြဿနာကတင်းရဲ့စိတ်ကူးကြောင့်မဟုတ်ပဲအဲ့ဒီစိတ်ကူးကိုဘယ်လိုတင်ပြလဲဆိုတဲ့နီလန်ကြောင့်ပဲဖြစ်ပါတယ် ဒီကနေ့ခေတ်မှာအသံတွေ message တွေ အပြိုင်အဆိုင်လွှမ်းမိုးနေတာမလို့နားထောင်သူရဲ့အာယုံဆိုင်မှုခဏလေးလွတ်သွားတာနဲ့တင့်ရဲ့အချက်ဟာကြောက်ကြွယ်သွားနိုင်ပါတယ်။လုပ်ငန်းခွင်မှာစမ်းတဲ့အဆိုပြုချက်တစ်ခုတင်ပြသည်ဖြစ်စေလူထုအဖွဲ့အစည်းတစ်ခုကို စကားပြောသည်ဖြစ်စေဒါမှမဟုတ်တငယ်ချင်းတယောက်ရဲ့စိတ်ကူးကိုဖန်ဆားဖို့ကြိုးစားသည်ဖြစ်စေထီရောက်တဲ့ဆက်တွေပြောဆိုမှုဟာတင့်ကို အခြားသူတွေဘလို့မြင်လဲဆိုတာနဲ့ သင်ရဲ့စိတ်ကူးတွေကိုဘလို့တုံ့ပြန်လဲဆိုတာကို ပြန်လည်ပြနိုင်ပါတယ်။မှန်ကန်စွာတင်ပြနိုင်မယ်ဆိုရင်သင်စကားလုံးတွေက လုံးဆောင်ဖို့တွန်းအားပေးနိုင်မယ်။သီးလိုစိတ်ကိုတိုးပွားစေနိုင်မယ်။ပြီးတော့သင်ထွက်ခွာသွားတာဒါမှမဟုတ်ကွန်ပျူတာကိုပိတ်လိုက်တာကြာပြီးတဲ့နောက်မှာတော့မှတ်မိနေစေမဲ့တရားမှုတွေကိုခြံထားခင်နိုင်မှာဖြစ်ပါတယ်။ဒီဆောင်အောင်မှာတင်းစကက်လုံးတွေရဲ့နောက်ွယ်ကအဓိကရှိရွယ်ချက်တွေကိုဘယ်လိုရှာဖွေမလဲ အဲ့ဒီရည်ရွယ်ချက်ကိုဆွဲဆောင်မှုရှိတဲ့ message အဖြစ်ဘလို့ပြောင်းလဲမလဲတင့်အကြောင်းအရာက အမှန်တကယ်ထိရောက်မှုရှိဖို့အတွက်ဘလို့မြင့်တယ်မလဲပရိသတ်တွေတင့်ကိုမှတ်မိအောင်ဘလို့အဆုံးသတ်ရမလဲဆိုတာတွေကိုလေးလာရမှာပါဒါအပြင် အဖွဲအစည်းအစည်းအဝေးတစ်ခုကို ဦးဆောင်သည်ဖြစ်စေကိုပိုင် project တစ်ခုကိုတင်ပြသည်ဖြစ်စေ ပရိသတ်အမျိုးမျိုးနဲ့ကိုင်းကြီးအောင်တည့်ရဲ့ချင်းကပ်ပုံကိုဘလို့ပြောင်းလဲရမလဲဆိုတာကိုလည်းလေ့လာကြမှာဖြစ်ပါတယ်။ဒီအချက်လက်တွေကိုတည့်ရဲ့ပြောဆိုဆက်သွယ်မှုတွေမှာပေါင်းစပ်လိုက်မယ်ဆိုရင်ရှုပ်ထွေးနေတဲ့အတန်တွေကြားထဲကနေရှင်းလင်းပြတ်သားပြီးဆွဲဆောင်မှုရှိတဲ့ message တစ်ခုကဘလောက်လွယ်လွယ်ကူကူထင်ပေါ်လာနိုင်လဲဆိုတာကိုမြင်ရပါလိမ့်မယ်။ ဒီနီးစနစ်တွေကိုတင်းရဲ့နေစဉ်ဘဝထဲမှာထည့်သွင်းကျင့်သုံးရင်တင်းရဲ့စကတ်လုံးတွေဟာထိုက်တဲ့နဲ့ရှင်းလင်းပြတ်သားမှုနဲ့ယုံကြည်မှုတွေရရှိလာတာကိုမြင်ရပါလိမ့်မယ်။လူရင်းကိုပြောပါစိတ်ကူးအမြင်တွေနဲ့ခန္ဓာစော်အကြောင်းအရာတွေကိုဟိုရောက်လိုက်ဒီရောက်လိုက်လမ်းပြောင်းနေပြီးဘယ် message ကိုမှပြန်မရောက်တဲ့တင်ဆက်မှုမျိုးကိုသင်နာထောင်ဖို့ပါဒလား။စကားပြောသူက ရှင်းလင်းတဲ့အချက်တစ်ချက်ကို မဖော်ထုတ်လိုက်နိုင်တာကြောင့် တဲ့အနေနဲ့လဲသူ့ဘာကိုပြောချင်မှန်းမသိပဲလမ်းပြောင်းနေတယ်လို့ခံစားရမှာပါ။ခိုင်မာရဲ့အဆိုပြုချက်တစ်ခုနဲ့စတင်ခြင်းက ပရိသတ်ရဲ့အာယုံဆိုင်မှုကိုရရှိစေပြီးဆွဲမှတ်ဖွယ်ကောင်းတဲ့ message အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ဒါမှသာနားထောင်သူတွေကတင်ပြောခဲ့တာတွေကို ပိုပြီးမှတ်မိနေစေမှာဖြစ်ပါတယ်။ပရိသတ်ကိုပေးချင်တဲ့ message ဆိုတာစောင့်ပုတ်တစ်ခုဒါမှမဟုတ်ရိုးရှင်းတဲ့ခေါင်းစဉ်တစ်ခုတက်တက်မဟုတ်ပါဘူး။ ဲ့ဓာရီဟာရင်ခုန်ဆွေးနွေးလို့ရပြီးထောက်ခံလို့ရသလိုရှင်းလင်းတင်ပြနိုင်တဲ့အခိုင်မာတဲ့အဆိုတစ်ခုဖြစ်ရပါမယ်။ message ကဘလောက်ခိုင်မာလဲဆိုတာစမ်းသပ်ကြည့်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ကျွန်တော်ယုံကြည်တာကတော့ဆိုတဲ့ကွက်ကြနောက်မှာထည့်ပြီးစဉ်းစားကြည့်ပါ။အကယ်လို့အဲ့ဓာကရုတ်တရက်တန်တဲ့စာကြောင်းတစ်ခုဖြစ်မလာဘူးဆိုရင် ပေးချင်တဲ့ message ကိုပုံမို့ကြည့်ဆောင်အောင်ထပ်မံလောက်ဆောင်ရမှာဖြစ်ပါတယ်။ ရိတ်တက်ကဒါဆိုဘာဖြစ်လဲလို့မေခွန်းထုတ်လာနိုင်တာကိုထည့်သွင်းစဉ်းစားပြီးပေးချင်တဲ့ message ကိုထပ်ပြီးစမ်းစစ်ကြည့်ပါ။ဒါမှဘယ်သူမှမငင်းခုန်နိုင်တဲ့ရိုးရှင်းလွန်းတဲ့ဒါမှမဟုတ် အပေါ်ရန်အမြင်တွေကိုဖယ်ရှားနိုင်ပါလိမ့်မယ်။ပေးချင်တဲ့ message ကိုပုံမှုပြက်သားစေဖို့ဘာကြောင့်လဲဆိုတဲ့မေခွန်းတွေကိုစက်တိုက်မိပါ။ဒီလိုမေးခြင်းအဖြစ်အနှစ်သာရမရှိဘဲနေရာယူထားတဲ့အပူအသုံးနှုံးတွေကိုဖယ်ထုတ်နိုင်ပါတယ် ဒီစစ်ဆေးမှု၃ခုကတင်းရဲ့ပေးချင်တဲ့ message ဟာတကယ်ကိုအလေးနက်ရှိပြီးအကျိုးရှိတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်ဆိုတာကို အာမခံပေးနိုင်ပါလိမ့်မယ်။လူတချို့ကစကားပြောတဲ့အခါမှာပြောရမယ့်စကားလုံးတွေကို အစီအစဉ်တကြအတိအကျမှတ်မိနေဖို့လို့ထင်တတ်ကြပါရဲ့။ဒါပေမဲ့ဒီနီလန်ကစကားလုံးတစ်လုံးမေ့သွားတဲ့အခါထိတ်လန့်သွားစေနိုင်ပါရဲ့။ တကယ်တမ်းလောက်ရမှာကကြိုတင်ပြင်ဆင်ထားတဲ့စာသားတစ်ခုကိုရွှေဆူဖက်ပြနေဖို့မဟုတ်ပဲကိုပြောရမယ့်အကြောင်းအရာရဲ့အနှစ်သာရကို ထိမ့်သိမ့်ဖို့ဖြစ်ပါတယ်။အနေငယ်ချက်က ပြောဆိုခြင်းကတည့်ရဲ့ပြောဆိုနေမှုကို ပုံမို့တဘာဝကြစေပြီးနားလေရလွယ်ကူစေပါတယ်။ဒါအပြင် ပြောနေခြင်းနဲ့ရုတ်တရက် ပေါ်လာနိုင်တဲ့ထိုးထွင်းညံ့အသည့်တွေကိုလည်းအသုံးပြုနိုင်ပါတယ်။အဓိကပေးတဲ့ message ဒါမပြတ်မရွင်ရှိနေမယ်ဆိုရင် သင်ပြောနေတဲ့အကြောင်းအရာဟာပုံမှန်အတိုင်းအဆင်ပြေနေမှာပါအနှစ်သာရမရှိတဲ့အရာတွေကိုခြံလက်ပြီးအဓိကပေးချင်တဲ့ message ကို ရှေ့တန်းတင်ချင်အပြင်တင်ပြောမယ့်အကြောင်းအရာကိုအယုံဆိုင်မှုပိုရှိစေပြီးနားထောင်တဲ့သူတွေအနေနဲ့လည်းပုံမှန်နားလည်လွယ်မှာဖြစ်ပါတယ်။ဒုက္ခကိုင်ဖက်တွေနဲ့စကားပြောသည်ဖြစ်စီငွေချင်းနဲ့စကားပြောသည်ဖြစ်စီပြောချင်တဲ့အရာကိုပေးချင်တဲ့ message အဖြစ်ပြောင်းလဲပြောဆိုလိုက်တာက ို့မို့ထီရောက်စီမှာပါ။ခိုင်မာပြတ်တာတဲ့ message တစ်ခုနဲ့စတင်ခြင်းအပြင်သင်ပြောပြပေးမယ့်ဥပမာတွေကိုတွေးဆက်လန်းတွေနဲ့ကိန်းကနက်အချက်လက်တိုင်းဟာအသုံးဝင်လာပါလိမ့်မယ်။ဒါမှသာပြောချင်တဲ့ message ကို ပို့မို့အားကောင်းစေပြီးအကြောင်းအရာတွေလမ်းကြောင်း လွှဲမသွားစေပါဘူး။ဘာကြောင့်လဲဆိုတော့လူတွေဟာမဆုတစ်ခုထက်ခိုင်မာတဲ့အချက်လက်တွေကို ပို့ပြီးမှတ်မိလေရှိလို့ပါပဲ။ ဒါကြောင့်ရှင်းလင်းပြတ်သားတဲ့ message တစ်ခုကိုအချိန်ယူဖန်တီးပြီးတင်းလျော်တဲ့အထောက်အထားရင်းနဲ့ပေါင်းဆက်လိုက်တဲ့အခါပရိသတ်ဟာသူတို့ဘာသာနားလည်အောင်ကြိုးစားနေတာမျိုးမဟုတ်တော့ပဲတင်းရဲ့စကားလုံးတွေကနေလမ်းညွှန်မှုရရှိသွားပြီလို့ခံစားရပါလိမ့်မယ်။ဒီလိုခံစားမှုမျိုးကစာကြောင်းတစ်ကြောင်းနဲ့ကိုတော့ပဲ့တင်တန်လို့ဆွဲမှတ်သွားနိုင်တဲ့အခိုက်အတန့်မျိုးကိုဖန်တီးပေးနိုင်မှာပါ။ယုံကြည်လက်ခံအောင်ပြောပါ။ အတွင်းမြင်အများစုဟာခက်မြန်မြန်ပြောရုံနဲ့မလုံလောက်ပါဘူးလူတွေရဲ့စိတ်ထဲတကယ်ရောက်ဖို့အတွက်လိုအပ်ပါတယ်ပေးချင်တဲ့ message ကိုရှာဖွေ ဖော်ထုတ်တာကအရေးကြီးတဲ့ပထမအဆင့်ဖြစ်ပေမဲ့သင်ပြောပြီးတဲ့နောက်မှလည်းပရိသတ်စီမှာ သင်ပြောချင်တဲ့ message ကိုခြံရှိနေဖို့လည်းလိုပါသေးတယ်ဘလောက်ပဲကောင်းမွန်တဲ့ဟန်ပန်နဲ့ဆွဲဆောင်မှုရှိတဲ့ကိုရီကိုသွေးတွေရှိနေပါစေ သင်ရဲ့အဓိက message ကိုဘယ်သူမှမှတ်မိမနေဘူးဆိုရင်သင် message ဟာအရာမရောက်နိုင်ပါဘူး။သင်ပေးချင်တဲ့ message ဟာတခြားသူတယောက်ရဲ့စိတ်ထဲကိုရောက်သွားပြီးသူ့ရဲ့မသိစိတ်ထဲမှာဆက်ရှိနေရမှာဖြစ်ပါတယ်။ကိုပေးချင်တဲ့ message နားထောင်သူစီရောက်မရောက်စစ်ဆေးဖို့အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့လောက်ဖို့ကိုင်းဖက်ဒါမှမဟုတ်ပြိသက်ထဲကတယောက်ကိုကျွန်တော်ပြောတဲ့အချက်ကိုနားလည်လိုက်လားလို့ယူရှင်းစွာမေးကြည့်ပါ အကယ်၍သူတို့ရဲ့အဖြေကမရှင်းမလင်းဖြစ်နေရင်ဒါမှမဟုတ် message ကို သူတို့ဘာသာပြန်မပြောနိုင်ဘူးဆိုရင်သင်ဟာခိုင်မာတဲ့ message တစ်ခုကိုမပေးနိုင်မင်းအချက်လက်တွေကိုပဲပေးခဲ့တာဖြစ်နိုင်ပါတယ်။ပရိသတ်ကခုနကဘာအကြောင်းပြောသွားပါလိမ့်လို့ပြန်စဉ်းစားနေရင်အောင်မြင်တဲ့တင်ဆက်မှုမဟုတ်ပါဘူး။ပရိသတ်ကိုနားလည်အောင်ကူညီပေးနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ပထမဆုံးစက္ကန့်30ကိုဦးစားပေးဖို့ပါပဲ အဲ့ဒီအချိန်အတူလေးကနောက်ဆက်တွဲပြောမယ့်အရာတွေအတွက် အခြေခံအုံမြင့်ဖြစ်တာကြောင့်ကဲဒီလိုဆိုတော့စားတဲ့စကလုံးတွေနဲ့စတင်လိုက်တာကအချိန်မရသေးခင်မှာပဲတင်းရဲ့စကားပြောအချိန်အဟုန်ကိုရပ်တန့်စေနိုင်ပါတယ်။အဲ့ဒီအစားတင်ပြောမယ့်စကလုံးတွေကိုတတိရှိရှိရွေးချယ်ပြီးပြောပါလိုအပ်ရင်ကိုကိုကိုမိတ်ဆက်ပြီးပေးချင်တဲ့ message ကိုမြန်မြန်ပြောပြီးဘာကြောင့်အရေးပါလဲဆိုတာကိုမိမောင်းထုတ်ပြပါ။ အဲ့ဒီအချိန်တို့အတွဲမှာပရိသတ်ရဲ့စိတ်ဝင်စားမှုကိုရှားယူနိုင်တာဟာအောင်မြင်မှုအတွက်အရေးကြီးဆုံးပါပဲ။အဲ့ဒီနောက်မှာသင်ပြောချင်တဲ့အချက်ကိုဆက်လက်ပြီးပြောနေဖို့လိုပါတယ်။အချက်လက်တွေနဲ့ကိန်းဂဏန်းတွေကိုရိုးရိုးရှင်းရှင်းစရင်စရာနဲ့တင်ပြတာဟာကျောင်းသားတယောက်ရဲ့အစာအုပ်အစီရင်ခံစားလို့ဖြစ်နေနိုင်ပြီးနားထောင်သူတွေကိုအာယုံဆိုင်လက်ခံလာအောင်တွန်းအားမပေးနိုင်ပါဘူး။ ဒီထက်ပိုပြီးဘာကြောင့်အရေးပါလဲဆိုတာကိုအငြင်းတန်းထုတ်ပြနေရမှာဖြစ်ပါတယ်။တနည်းအားဖြင့်ပရိသတ်ကဘာကြောင့်စိတ်ဝင်စားသင့်တယ်လဲဆိုတဲ့အပေါ်မှာအာရုံစိုက်ပြီးစည်ရင်စရာတွေရဲ့နောက်ွယ်ကဖြစ်လာနိုင်တဲ့အကျိုးအခြေစုတွေကိုပုံဖော်ပြရမှာဖြစ်ပါတယ်။အဲဒီလိုလှုပ်ခြင်းအားဖြင့်တင်ပေးခြင်းနဲ့ message ကို ပရိသတ်ကတာမန်လေ့လာရုံတသက်မဟုတ်ပဲအလေးအနက်ထားစဉ်းစားဖို့လက်ခံဖို့ဒါမှမဟုတ်သုံးသပ်ကြည့်ဖို့ဖိတ်ခေါ်ရာရောက်ပါတယ်။ လူအများစုဟာအသေးစိတ်အချက်အလက်တွေကိုတင်ပြနေရင်းနဲ့အဓိကပေးချင်တဲ့ message ကနေလန်းလွဲသွားတတ်ပါတယ်။ဒါပေမဲ့ဥပမာပေးတဲ့ကိုတွေးဖြစ်ရတခုစီဒါမှမဟုတ်ကိန်းကနဲတခုချင်းစီတိုင်းကပေးချင်တဲ့ message ကိုသာပြန်လဲရောက်ရှိနေမယ်ဆိုရင်သင်ဟာတာမန်အချက်အလက်တွေညှဝေနေတာမျိုးမဟုတ်ပဲအဲ့ဒီအချက်အလက်တွေကတန်ဖိုးရှိတယ်ဆိုတာကိုတတ်သိပြန်နေတာနဲ့အတူတူပါပဲ။ လူတွေဟာသူတို့ကိုတွေးတောစေတဲ့လှုံ့ဆော်စေတဲ့ဒါမှမဟုတ်ပြောင်းလဲစေနိုင်တဲ့ message တွေကိုမှတ်မိနေတတ်ကြပါတယ်။ပေးခြင်းတဲ့ message ကိုပရိသတ်ရှင်ထဲရောက်အောင်လုပ်နိုင်ရင်တင်စကားဆုံးပြီးသွားတဲ့နောက်မှာတော့ပရိသတ်တွေခြားထဲမှာပဲ့တင်ထက်နေမဲ့မှတ်မိစရာကောင်းတဲ့အတွေ့အကြုံတစ်ခုအဖြစ်ကြန့်ရှိနေမှာဖြစ်ပါတယ်လို့စာရေးသူကဆိုပါတယ်။အချက်အလက်ကိုပို့မှုခိုင်မာအောင်လုပ်ပါ အဲ့တဲ့တွေအတွက်ဟင်းအရသာကို အထူးကောင်းမွန်အောင်စီစဉ်သလိုစိတ်ကူးစိတ်တန်တွေကိုမျှဝေတဲ့အခါမှလည်းအတူတူပါပဲပရိသတ်အမျိုးမျိုးမှာမျှော်လင့်ချက်အမျိုးမျိုးရှိကြပါတယ်တချို့ကတည်င်အချက်လက်တွေကို လိုချင်ကြပြီးတချို့ကတော့စိတ်သက်ခွန်အားစာနာနားလည်မှုဒါမှမဟုတ် အသေးစိတ်ရှင်ပြချက်တွေကိုလိုချင်ကြပါတယ်မပြောခင်မှာပရိသတ်တွေကဘာကိုလိုချင်တာလဲ ဘာကိုလိုအပ်နေလဲဆိုတာကိုသိရှိထားခြင်းကအထောက်အကူဖြစ်စေပါတယ်။တင်ပြောမယ့်အကြောင်းအရာကခေါင်းစဉ်တစ်ခုလားမရင်ရတဲ့အချိန်တွေအတွက်စိတ်ခွန်အားပေးမှုတစ်ခုလားဒါမှမဟုတ်ချက်ချင်းအသုံးပြုနိုင်တဲ့လက်တွေ့ကျတဲ့ညီပြူဟာတွေလားတဲ့ရဲ့ message ကိုသူတို့ရဲ့ဆန္ဒတွေနဲ့ကန့်ညီအောင်လှုံ့ဆော်လိုက်တဲ့အခါအောင်မြင်မှုရဖို့အခွင့်အရေးပိုများလာပြီးအခြေအနေကိုကန့်တရားပေါ်မှာပဲလုံလုံရရပုံအပ်ထားမျိုးမဟုတ်တော့ပါဘူး ေးချင်တဲ့ message ကိုတဖက်လူရဲ့ရှင်နဲ့ကြံနေဖို့ကဘာပြောရမလဲဆိုတာကိုသိုံနဲ့မလုံလောက်ပါဘူး။ဘလို့ပြောရမယ်ဆိုတာလည်းပါဝင်ပါတယ်။အဖြစ်များတဲ့အမှားတစ်ခုကတော့စကားအဆုံးသတ်မှာအတန်ကိုမြင့်တင်ပြီးပြောတဲ့အလေးချင်းဖြစ်ပါတယ်။ဒီအလေးချင်းဟာဘလောက်ပဲဗဟုတုတများတဲ့သူဖြစ်ပါစေပညာရှင်မဆန်သလိုဖြစ်စေပါတယ်။ ။ဒါကြောင့်စာကြောင်းအစုံမှာအတန်ကိုမြင့်ပြောတဲ့အလေးချင်းကနေခိုင်မာပြတ်သားတဲ့လေတန်ကိုပြောင်းလဲခြင်းကယုံကြည်မှုကိုအားကောင်းစေပါလိမ့်မယ်။စကားတိုင်းကိုအားထည့်ပြောနေဖို့မလိုပေမဲ့ပရိသတ်ကိုမှတ်မိစေခြင်းနဲ့အရေးကြီးတဲ့အချက်တွေကိုအလေးပေးပြောဆိုတဲ့အခါအတန်ကိုပြပြတသားပြောဖို့အရေးကြီးပါတယ်။ရုပ်ပိုင်းဆိုင်ရာနိစ္စမှုကပရိသတ်ရဲ့စိတ်ဝင်စားမှုကိုပိုတိုးစေပါတယ်။ ကိုယ်တိုင်တွေးဆောင်ပြောဆိုတဲ့အခါမှာဆင်မြင့်စပွဲဒါမှမဟုတ် မိုက်တွေလိုမျိုး နားစင်သူတွေနဲ့ဝေးကွာစေနိုင်တဲ့အတားအဆီးတွေကိုဖိတ်ရှားဖို့ကြိုးစားပါနီးစပ်တယ်ဆိုတဲ့ခံစားချက်ကပိုပြီးရှင်းနေမှုရစေပြီးတင်ဟာသူတို့အတွက်အမှန်တကယ်ရှိနေတယ်ဆိုတာကို ပြသပါတယ်အွန်လိုင်းပေါ်ကနေတွေးဆောင်တဲ့အခါတင်းရဲ့ screen ကိုကြည့်နေမယ့်အစားကင်မရာကိုတိုက်ရိုက်ကြည့်ပေးပါ ဒီလိုလောက်တာကမျက်လုံးချင်းစုံပြီးစကားပြောနေရသလိုတစ်ဖက်ကခံစားရစေပါတယ်။မိုက်ပေါင်းများစွာဝေးကွာနေပေမဲ့လည်းပိုပြီးအတိမတ်ပြုခံရတယ်လို့ခံစားရစေမှာပါ။အတန်အတိုးအကျယ်ကအေးမကြီးဘူးလို့ထင်ရပေမဲ့ရှင်းလင်းပြတ်သားတဲ့အတန်ကဘလောက်အကျိုးသက်ရောက်မှုရှိလဲဆိုတာကိုလူအများစုကတတိမထားမိကြပါဘူး။အလုံးကြမ်းနိုင်လောက်အောင်ခြေလောင်စွာပြောခြင်းကမပီမတပြောတာဒါမှမဟုတ် အလျင်လိုပြောတာမျိုးတက်ပူကောင်းပါတယ်။အတန်ကျဲလုံးမကိုစိုးရိမ်နေတယ်ဆိုရင်စိတ်အေးထားပါ။ဘာလို့လဲဆိုတော့အာထက်ပြီးပြောဆိုလေးရှိတဲ့လူအရေအတွက်ကအရင်နဲ့လို့ပါ။တစ်ဖက်မှာတော့ကောင်းမွန်စွာထပ်ပေါ်လာတဲ့အတန်ဟာတင်ပေးချင်တဲ့ message တွေကိုထိုက်တဲ့နဲ့စိတ်ဝင်စားမှုနဲ့ပရိသတ်ရှင်တွေကိုရောက်ပါလိမ့်မယ်။ စကားပြောနေရင်စကတ်ပိုင်းလောက်ရပ်တန့်လိုက်ခြင်းဟာဆွေးဆောင်မှုရှိရန်ဟောပြောမှုတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်ခုဖြစ်ပါတယ်။တိတ်ဆိတ်သွားတာကတင်ပြောမဲ့စကားလမ်းကြောင်းကိုပြန့်ဆုံသွားသလိုထင်ရမှာကိုစိုးရိမ်နေကြပေမဲ့ခဏတာရပ်နာလိုက်ခြင်းကနားထောင်သူတွေကို အတွေ့အခေါ်တစ်ခုစီကိုစဉ်းစားချင်းချိန်နိုင်ဖို့အချိန်တစ်ခုပေးတာဖြစ်ပါတယ်။ ပေးခြင်းနဲ့ message ကိုမပြောခင်စကန့်ပိုင်းလောက်ရပ်တန့်လိုက်တာကလည်းရှင်ခုန်စိတ်လှုပ်ရှားမှုကိုပုံမဖြစ်ပေါ်စေပြီးအားလုံးကိုပုံမအယုံဆိုင်လာစေနိုင်ပါတယ်။အတွေးခေါ်တွေမှာကြီးမားတဲ့စွမ်းအင်တွေရှိပါတယ်။ဒါပေမဲ့တင့်မှာရှင်းလင်းပြတ်သားတဲ့တင်ဆက်ပုံမရှိဘူးဆိုရင်အဲ့ဒီစွမ်းအားတွေဟာအိပ်ပျော်နေမှာပါပဲ။တင်ရဲ့အဓိက message ကိုပရိသတ်ရဲ့လူအချက်နဲ့ကိုက်ညီအောင်ပြင်ဆင်ပြီးစိတ်ဝင်တစားတင်ဆက်မယ်ဆိုရင် ်တင်ရက်ပေးချင်တဲ့ message နဲ့အတွေ့အခေါ်ဟာပရိသတ်တွေစီမှာပဲ့တင်ထလာဖို့အခွင့်အရေးပိုများလာပါလိမ့်မယ်။လူတွေဟာတင်ပြောတဲ့ message ကိုနားထောင်ယုံတင်မကပဲသူတို့နဲ့တကယ်သက်ဆိုင်နေလို့ခံစားနားလည်သွားတဲ့အခါတဲ့ရဲ့ပြောဆိုချက်ဟာတာမန်အဆင့်ကနေနောက်ထပ်အမြင်တစ်ခုကိုတက်လန်းသွားပါလိမ့်မယ်။ message နဲ့အဆုံးသက်ပါ စကားဆပြောတဲ့အခါဆွဲဆောင်နိုင်ပြီမြင့်ခဏအကြမှာတော့စိတ်ဝင်စားမှုကျသွားတဲ့စကားဝိုင်းဒါမှမဟုတ်သင်ဆန်းမှုမျိုးကိုမှတ်မိပါသလားဒီလိုအဖြစ်အပျက်တွေအများကြီးရှိမှာပါဒါကြောင့်တင်ပြောချင်တဲ့ message ကိုအစမှပြောဖို့ပြန်ပြီးအလေးပေးဖို့နဲ့နောက်ဆုံးမှ ပေးချင်တဲ့ message နဲ့ပဲအဆုံးတက်ဖို့ကအရန်ရှိကြည့်ပါလေရှင်းလင်းပြတ်တာတဲ့ message တစ်ခုရှိတာဟာပြိတ္တအတွက်တည်းမကပဲတင်အတွက်ပါအကျိုးရှိပါတယ် ပြောနေရင်နဲ့စကားလမ်းကြောင်းတွေဟာအဓိက message နဲ့လွဲသွားပြီလို့ခံစားမိတဲ့အခါတန်လာအိမ်ညာတို့ကလိုလမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင်လှုပ်ပေးနိုင်ပါတယ်။လူတယောက်ကတင့်ကိုအငင်းပွားစရာအကြောင်းအရာတစ်ခုနဲ့ message ကိုလမ်းလွဲအောင်လှုပ်ဖို့ကြိုးစားရင်သူတို့ကိုရှင်ကျေးစွာအတိအမှတ်ပြုလိုက်ပါ။ပြီးရဲ့နောက်မှာတော့ကျွန်တော်ခင်ဗျားပြောချင်တာကိုနားလည်ပါတယ်ဆိုတဲ့စကားလုံးမျိုးနဲ့တင့်ရဲ့ပေးချင်တဲ့ message ကိုပြန်ရောက်အောင်လှုပ်ဆောင်ပါ။ အခြားသူတွေကိုတုံ့ပြန်နေတာတွေများလေလေပေးချင်တဲ့ message ကိုပြောနိုင်ဖို့အချိန်နည်းလေလေဆိုတာကို တတိယပါပရိသတ်ဟာအခြားသူတယောက်ရဲ့အမြင်ကိုနားထောင်မှုလာတာမဟုတ်ဘဲသင်ရဲ့အမြင်ကိုနားထောင်မှုလာတာဖြစ်တယ်ဆိုတဲ့အချက်ကိုအလေးထားသတ်ပါစေသင်ပြောချင်တဲ့အချက်ကိုလမ်းကြောင်းမှန်ပေါ်မှာရှိနေစေပြီးတဲ့နောက်နောက်ဆုံးမှတွေးစရာဒါမှမဟုတ်အထင်မြင်တစ်ခုခြံထားခဲ့ဖို့ပဲလိုပါတယ် ကျွန်တော်ပြောစရာရှိတာဒါပါပဲဆိုတဲ့စကားလုံးမျိုးနဲ့အဆုံးတက်လိုက်တဲ့သူတွေကိုတင်မှတ်မိပါလိမ့်မယ်။အဲ့ဒီလိုပြောလိုက်တာကသူတို့ပြောခဲ့တဲ့အကြောင်းအရာအလုံးရဲ့စွမ်းအားကိုမရှိရွယ်ပဲဆွဲချလိုက်သလိုပါပဲ။ဒါကြောင့်ပေးချင်တဲ့ message ကိုပြန်လဲပြောဆိုပြီးယုံကြည်မှုရှိရှိနဲ့ပြပြတာတာအဆုံးတက်လိုက်တာကပိုပြီးထရောက်ပါတယ်။ခိုင်မာတဲ့အဆုံးတက်တစ်ခုအတွက်တတိထားရမယ့်နောက်ထပ်အမှားတစ်ခုကတော့ ပြောချင်တဲ့အရာကိုအောင်အောင်မြင်မြင်ပြောပြီးသွားတာကိုမသိပဲစကားတွေတဝဲလဲလဲဖြစ်နေတာပါပဲဒီပြဿနာကိုဖြေရှင်းဖို့ကတင်းရဲ့ message ကိုအောင်မြင်စွာပြောဆိုပြီးရဲ့အချိန်ကိုတည်ထားပြီးအဲ့ဒီအချိန်ရောက်တာနဲ့ညင်သာစွာအဆုံးတတ်ဖို့ပဲဖြစ်ပါတယ်ဒီနည်းပြဟာတွေအားလုံးဟာပထမဆုံးအနေနဲ့ခိုင်မာပြီးကောင်းမွန်တဲ့ message တစ်ခု ရှိနေခြင်းအပေါ်မှာမူတည်ပါတယ်တဲ့မှာရှင်းလင်းပြီးဆွဲဆောင်မှုရှိတဲ့ message မရှိဘူးဆိုရင် ်တင်းရဲ့ဟောပြောမှုတစ်ချက်လုံး message ကို အလေးပေးနိုင်မှာမဟုတ်သလိုအဆုံးမှလည်း message နဲ့အဆုံးတက်နိုင်မှာမဟုတ်ပါဘူး။ဘာကြလဲဆိုတော့ပေးချင်တဲ့ message မရှိရင်တင်ပြောတဲ့စာကြောင်းတိုင်းဟာတကယ်ကို အနစ်သာရမရှိပဲဖြစ်နေမှာကြောင့်မလို့စာရေးသူကဆိုပါတယ်။အခုဆိုရင်တော့ Jewel Swashback Heater ထားတဲ့ Get to the point ဆိုတဲ့စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။ ဒီစာအုပ်ထဲမှာအနှစ်သာရမရှိတဲ့စကားတွေနဲ့အမတ်ရစရာစကားဝိုင်းတွေကိုဘလို့ခွဲခြားရမလဲဆိုတာကိုလေ့လာခဲ့ရတာဖြစ်ပါတယ်။အသေးပဲရှိတဲ့ဆက်သွယ်ပြောဆိုမှုတိုင်းရဲ့အခြေခံဟာကားမွန်နဲ့ message တခုရှိခြင်းဖြစ်ပါတယ်။ဒီ message ကမလို့အပ်တဲ့ဘေးထွက်စကားတွေစီလမ်းကြောင်းလွှဲမသွားအောင်ကောက်ွယ်ပေးတဲ့လမ်းညွန်တန်လိုက်အိမ်ရောက်တခုလိုပါပဲ။ဒီလိုတန်လိုက်အိမ်ရောက်ရှိမှသာ အချက်လက်တွေပုံပြင်တွေ ဒါမှမဟုတ်ကိန်းကနဲအချက်လက်တိုင်းဟာတင်ပြောမဲ့ message ကိုအားဖြည့်ပေးနိုင်ပါလိမ့်မယ်။ပေးချင်တဲ့ message ဟာခိုင်မာနေတဲ့အခါတဲ့အပေါ်ယုံကြည်မှုကပုံမြင်တက်လာပြီးနားထောင်သူတွေကလည်းစိတ်ဝင်စားမှုမပြောက်ဘဲပူပြီးအာရုံစိုက်လာပါလိမ့်မယ်။ဒီနီလန်းကိုကျင့်သုံးလိုက်မယ်ဆိုရင် လူပြည့်နေတဲ့ခမ်းမတစ်ခုမှဖြစ်စေ၊ကော်ဖီတောက်ရင်စကားပြောသည်ဖြစ်စေ ရှင်းလင်းပြတ်သားတဲ့ဆက်သွယ်ပြောဆိုမှုဟာဘလောက်အစွမ်းထက်တယ်ဆိုတာကိုတွေ့ရှိရပါလိမ့်မယ်ဆိုတာကိုပြောကြရင်းနဲ့ဒီနေ့တင်ဆက်မှုကိုအဆုံးသတ်ချင်ပါတယ်။အဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲကြော်ရှင်ချမ်းမြေ့ကြပါစေ။